်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမုံရလမ်းပိုင်းတွင်စစ်ရင်တန်းကိုမိုင်းဆွဲမှုစစ်တပ်မှထိခိုက်ဒေဆုံးနေဆွဲတဲ့တွင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရမြို့နယ်မန္တလေးမုံရလမ်းပိုင်းတွင်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်မှ၅ဦးထိခိုက်ဒေဆုံးခဲ့ကြောင်းမုံရခရိုင်ပြည်သူ့ကောက်ွယ်ရေးတပ်မတော်တပ်ရင်းလီတပ်ခွဲနှင့်တပ်ခွဲမှုကိုဝိုင်ဖိုင်ကသတင်းထံတော်ကိုပြောကြားပါတယ်။ နိုဝင်ဘာလ20ရက်နေ့နနက်9:45မိနစ်ခန့်အချိန်အနောက်မြောက်တိုင်းစစ်ဌာနချုံမှတံပြားကကာ3စီဖြင့်ထွက်လာသောအကြံဖက်စစ်သားများသည်မုံရွာမြို့နယ်မအူဂိတ်သို့ဝင်ရောက်သွားပြီးနောက်ဖော့ကတစီစနေပင်ကတစီဖြင့်ထပ်မံထွက်လာစဉ်တော်လန်ရေးတပ်ဖွဲ့များကစွမ်းရည်ထက်ဂိတ်နှင့်ညီနေဂိတ်အကြားတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်တပ်ဗမာဖောကားများပေါ်လိုက်ပါလာသောစစ်သား၅ဦးထိခိုက်သေးဆုံးမှုရှိပြီးတော်လရင်ရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ နမခကနေမအူဂိတ်ကိုစစ်ခွေးတွေတံပြားကကသုံးစီးနဲ့ရောက်လာပြီးတော့အဲ့ဒီဂိတ်ကနေဖောကဆန်နှပိန်ကနေပြန်ထွက်လာတော့ကိုကျွန်တော်တို့ကစွမ်းရည်ထက်ခိတ်နဲ့ညီနေခိတ်အကြောင်းမှာအဝေးထိန်ရှိတဲ့မိုင်းတွေနဲ့တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေကငါးကောင်ကတော့ထိခိုက်သေးဆုံးမှုရှိတယ်ကျွန်တော်တို့တိုက်ခိုက်မှုပြုလုပ်ပြီးအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တဲ့ဟုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တယင်းလေးတက်ခွဲနေတက်ခွဲမှုကိုဝိုင်ဖိုင်ကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးတပ်ခွဲနှင့်ငါးမြင်းဆောင်ကွန်မန်ဒိုဖိုကောင်ဦးဆောင်ရေးမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးတပ်ခွဲလေငါးမြင်းဆောင်တီချာဖို့စ်နှင့်မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လေးတပ်ခွဲလေငါးမြင်းဆောင်တီချာဖို့နှင့်မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်28တပ်ခွဲသုံးတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးပြည်သူများအနေဖြင့်မုံရွာမန္တလေးလမ်းပိုင်းတွင်စစ်တပ်ရင်နှံများနှင့်ကမလိုက်ကြရဲမြစ်တာရက်ခံထားပါသည် ဆက်လက်ပြီးမွေးဆွေဆိုင်ပုတ်အောက်ကလူဖမ်းပွဲရတနာဘုံတရာအပေါ်တွင်စစ်ကော်မရှင်ကလူငယ်များကိုပြစ်မှတ်ထားဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်ကော်မရှင်ကရွှေကောက်ပွဲအတွက်ပြင်ဆင်နေသည်ဟုဆိုကမဲဆွေစည်းရုံးမှုများစတင်ပြုလုပ်နေချိန်တွင်စကိုင်းနှင့်မန္တလေးကိုဆက်သွဲထားသောအဓိကလမ်းမကြီးဖြစ်သည့်ရတနာဘုံတရာအပေါ်၌လူငယ်များကိုပြစ်မှတ်ထားကအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်မှုများစက်တိုက်ပြုလုပ်နေကြောင်းဒေသခံများထံမှစုံစမ်းသိရှိရပါတယ်။ ယခုနိုဝင်ဘာလအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည်ရတနာပုံတရားပေါ်၌စစ်စည်းရေးခိတ်များချထားကနှစ်နှစ်ပိုင်းအချိန်များတွင်ဖြတ်တန်းသွားလာသည့်အမျိုးသားများကိုတားဆီးစစ်ဆေးပြီးပေါ်တာဆွဲဖမ်းဆီးမှုကိုခက်စိတ်စိတ်လှုပ်ဆောင်လာခြင်းဖြစ်ပါသည်ဒီလာထဲမှာတင်3-4ခါလောက်ရှိပြီးတခါဆွဲရင် light truck ကနှစ်စီးစာလောက်အထိလူပြည့်အောင်ဖမ်းဆွဲလေးရှိတယ်ဟုလုံခြုံရေးအယအမိမဖော်လို့တဲ့စကိုင်းမြို့ခံတအူးကပြောပါသည် ဖန်စီခံရသူများကိုကနဦး၌မြို့နယ်ထွေထွေအုပ်ချုပ်ရေးရုံးတို့ခေါ်ဆောင်သွားပြီးထိုမှတစဉ်နမိတ်ဆိုးဖြစ်ကြောကြသောဇကိုင်းမြို့အခြေဆိုင်အမှတ်33ချင်းမြတ်တမဌာနချုပ်တမ33တို့ပို့ဆောင်ကြောင်းတက်လက်ပိုင်းဒေသခံအမျိုးသမီးတအူးကအတည်ပြုပြောကြားပါတယ်။အရင်ဆုံးတော့မာယကယုံကိုခေါ်သွားတယ်။အဲဒီကနေတမ33ဘက်ကိုပို့တာဟုလက်ကောင်ကဆိုပါတယ်။ ဖန်ဆီးခံရသူများတွင်ငွေကြေးတက်နိုင်သူနှင့်အဆက်အသွယ်ရှိသူများမှငွေပေး၍ပြန်လည်လွတ်မြောက်နိုင်တော်လဲတာမန်လက်လုပ်လက်စားများနှင့်ကြေးရွာနေပြည်သူများမှမူငွေကြေးမတက်နိုင်သဖြင့်ပြန်လည်လွတ်မြောက်ခြင်းမရှိပေစစ်ကော်မရှင်လက်ထဲသို့ရောက်ရှိသွားလေရှိပါသည်ထူးခြားသည့်အချက်မှာပြည်သူများဖန်ဆီးခံနေရသည့်ရတနာပုံတရာအစင်းနေရာတွင်စစ်ကော်မရှင်ရွေးကောက်ပွဲဝင်ဝင်ရောက်ရှင်းပြိုင်ပြီးဒုတိယဗိုလ်ချုပ်ကြီးအငိမ့်စာဦးသက်ပုံဤမဲဆွယ်ဆိုင်ပုတ်ကြီးကိုထင်းလင်းစွာစိုက်ထူထားခြင်းဖြစ်ပါသည်ဦးသက်ပုံသည် ပြီးခဲ့သည့်စက်တင်ဘာလမှအငိမ့်စားယူခဲ့သူဖြစ်ပြီးရန်ကုန်တိုင်းကိုတာဝန်ယူရသည့်အမှန်ငါးစစ်စင်ရေးအထူးဖွဲ့မှကာဆာထငါနှင့်တမတော်စစ်စေးရေးအရာရှိချုပ်ကဲ့သို့သောထိတ်တန်းတာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်ပါသည်။၎င်းသည်လာမည့်ရွေးကောက်ပွဲတွင်စကိုင်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်မှဝင်ရောက်ရှင်ပြိုင်ပြီးဖြစ်ပါသည်။ဒတာအစင်းမှသူ့ပုံပါတဲ့စိုင်းပုတ်ကြီးထောင်ထားတယ်။တပ်ဖက်မှသူ့လူတွေကပြည်သူကိုဖမ်းနေချိန်မှာတပ်ဖက်ကသူကပြည်သူတွေစီက မဲတောင်းနေတာဟာအတော်လေးကြီးစရာကောင်းတဲ့အခြေအနေပါဟုသက္ကိုင်းမျိုးအသက်50အရွယ်အမျိုးသားတအူးကသုံးသပ်ပါတယ်။စစ်ကော်မရှင်ဤဖမ်းဆီးမှုများကြောင့်သက္ကိုင်းမျိုးကများသည့်သွာလာရေးပုံစံကိုပြောင်းလဲရသည့်အခြေအနေတွင်ရှိနေပါတယ်။အထူးသဖြင့်စနစ်တနင်္ဂနွေကဲ့သို့ရုံးပိတ်ရများတွင်လမ်းပေါ်၌လူသွားလူလာလုံးဝမရှိသလောက်နှဲပါသွားကြောင်းသိရပါတယ်။အခုရပိုင်းအသွာလာနေကြတဲ့ဆိုင်ကယ်တွေတိတ်မတွေ့ရတော့ဘူးကားတွေနဲ့ပဲငှားသွားကြတာများတယ်။ရှောင်းတာကတော့ရှောင်းမရဘူးစီမံချက်နဲ့ဆိုပေါ်တာဆွဲတယ် ဒီတိုင်းတော့မဖမ်းဘူးတရားဖြတ်မှစကိုင်းမန္တလေးကကိုရမှာဆိုတော့ဝန်ထမ်းသမားတွေကတော့ဝန်ထမ်းကက်သုံးရတဲ့ဟူတရားပေါ်မှာဖြတ်တန်းသွားလာဘူးသူလူငယ်အမျိုးသမီးတအုပ်ကရှင်းပြပါတယ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည့်မိပွိုင်များနှင့်စစ်စေးရိတ်ကိန်းများတွင်ဆိုင်ကယ်အုပ်ထုပ်မဆောင်ခြင်း၊လိုင်စင်မပါခြင်းတို့ကိုအကြောင်းပြစစ်ဆေးလေရှိပြီးမတင်ကဘာကချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားလေရှိကြောင်းသိရပါသည်။ဆက်လက်ပြီးတနားစရာကောင်းမှမဲရမယ်ဆိုသည့်ဤပြုဟာသည့်ဖြင့်ကြန့်ခိုင်ရေးပါတီလူကြိုက်များအောင်စူးစမ်းနေတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ စစ်ကော်မရှင်ကကျင်းပရန်ပြင်ဆင်နေတဲ့အထူးရောင်ရွေးကောက်ပွဲနှီးကပ်လာသည့်နေ့အမျှပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP သည်၎င်းတို့ပါတီဝင်များလှုပ်ကြံတက်ဖြတ်ခံရသည့်ဆိုသည့်ဆွဆွဲချက်ကိုမိမောင်းထုတ်ပြကနိုင်ငံရေးဖြန့်ဝေမှုများပြုလုပ်လာကြောင်းတွေ့ရှိရပါတယ်။လူမှုကွန်ရက်စာမျက်နှာများနှင့်ပါတီထောက်ခံသူများအကြားဖြန့်ဝေနေသည့်စာများတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်တော်လှန်ရေးအင်အားစုများကိုအကြမ်းဖက်လမ်းစဉ်လိုက်သူများအဖြစ်ပုံဖော်ထားပြီး ပြည်ခိုင်ပြိုးပါတီကိုမူဥပဒေပေါင်းအတွင်မှရည်တည်သူများအဖြစ်ပုံဖော်ရေးသားထားပါရယ်။ဒါကနိုင်ငံရေးအကြက်တဲ့ရဲ့မူလစင်းမြစ်ဖြစ်တဲ့စစ်တပ်အာဏာသိမ်းမှုကိုဖုံးကွယ်ပြီးတပတ်သက်ဆွဆွဲထားတာမျိုးဖြစ်ပါရယ်။ဒေါ်လာရင်းအင်အားစုတွေကိုအကြံဖက်သမားအဖြစ်ပုံဖြတ်ဖို့စ조사နေတာပါဟုနိုင်ငံရေးလိလသုံးသက်သူတဦးကသုံးသက်ပါရယ်။စစ်ကော်မရှင်လော်ဘီကြော်စွာဤရေးသားချက်တစ်ခုတွင်ကြံခိုင်ရေးပါတီဝင်၃နောင်ခန့်လှုပ်ကြံတက်ဖြတ်ခံခဲ့ရတော့လေလက်နက်ကိုင်းလမ်းစဉ်ကိုမရွေးချယ်ခဲ့ကြောင်းဆိုထားပါရယ်။ ထို့သောနိုင်ငံရေးလိလသုံးသက်သူများကမူယခုကဲ့သို့ပြောဆိုရေးသားမှုများသည့်စစ်ကော်မရှင်နှင့်၎င်းတို့၏မဟာမိတ်ပါတီများဘက်မှပြုလုပ်သည့်ဝါဒဖြန့်ချီရေးတသက်သာဖြစ်ကြောင်းသုံးသပ်ကြပါသည်ကျော်စွာကပြည်ခိုင်မျိုးပါတီကိုလူလူပါကြောင့်ဝင်းရလာလာလဲဆိုတဲ့မိကုန်းနဲ့စတင်ထားပေမဲ့အဖြေကတော့ NLD နဲ့ဒေါ်လာရေးအင်အားစုတွေကိုပြစ်တင်ဝေဖန်ဆွဆွဲဖို့ကိုသာအဓိကဦးထည်ထားပါတယ်ဆွဆွဲမှုတသက်ပဲ လက်ရှိစာရပြည်ခိုင်မျိုးပါတီကို fit jam အဖြစ်ပုံဖော်ပြီးတစ်ဖက်လူကိုလူသက်သမားအဖြစ်ပုံဖော်ကနိုင်ငံရေးအမျက်ထုတ်လို့တဲ့ရည်ရွယ်ချက်ပါနေနိုင်ပါတယ်။နောက်ပြီးအညာသားတောသီးဆိုတဲ့စကားလုံးဟာဒေတာဆွေလူမျိုးဆွေနဲ့လူဒန်းစားခွဲကြတဲ့အမုံစကားအသုံးနှုန်းကိုရည်ရွယ်ချက်ရှိရှိသုံးထားတာပါဟုအချက်လက်စစ်ဆေးသူ fact checker တအူးကသတင်းဌာနကိုမှတ်ချက်ပြုပါတယ်။ 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းရင်းကျန်းစွာဆန္ဒပြသူများကိုစစ်တပ်ကပြစ်ခတ်ဖြိုခွင်းခဲ့ရမှာလက်နက်ကိုင်ခုခံတော်လှန်မှုများစတင်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းနဲ့ကုလသမဂ္ဂတို့ကလည်းမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောအကြမ်းဖက်မှုများ၏အဓိကတရက်ခတ်မှာအာဏာသိမ်းစစ်တပ်ဖြစ်ကြောင်းထောက်ပြပြောဆိုထားကြပါတယ်။ကမ္ဘာမှာသူတို့ကတနာစရာကောင်းတဲ့လူတွေပေါ့လေ။ကိုယ်ပတ်ဝန်းကျင်မှာကုန်စည်နှုန်းတွေဘလောက်တက်နေလဲ။လျှက်စင်မီဘလောက်ရလဲ။လုံခြုံရေးဘလောက်စိတ်ချရလဲ။ ြူတွေတကယ်ပဲစာဝတ်နေရေးပြည်လဲပြီးပျော်ရွှင်နေကြရဲ့လားဒီချက်တွေကလူလူဝင်းရံခြင်းရှိမရှိဆိုတာရဲ့အဖြေပါပဲဟုရန်ကုန်မြို့နယ်ပြည်သူတအုပ်ကပြောဆိုပါတယ်လက်ရှိချိန်တွင်ကြံခိုင်ရေးပါတီအနေဖြင့်လာမဲတူရောင်ရွေးကောက်ပွဲကိုမျှော်မှန်းကလူလူထောက်ခံမှုရရှိရန်ကြိုးပမ်းနေတော့လဲမြေပြင်အခြေအနေတွင်မူလက်နက်ကိုင်ပြစ်ပခများနဲ့စီးပွားရေးကြဆင်းမှုများကြောင့်ပြည်သူလူထုအကြဆိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိနေပါတယ် ဆက်လက်ပြီးမုံရွာမှာစေအုပ်စုကပွဲလမ်းသဘင်တွေထပ်လုပ်ပြီးပေါ်တာဆွဲနိုင်လို့လူငယ်တွေသတိထားဖို့တော်လန်ရေးအင်အားစုတွေသတိပေးတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့မှာစေအုပ်စုကစေရောင်းပွဲနဲ့ဖြောပြေးပွဲတွေထပ်လုပ်ဖို့စီစဉ်နေပြီးပေါ်တာဆွဲနိုင်လို့လူငယ်တွေသတိပြုသွားလာကြဖို့တော်လန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။လာမယ့်နိုဝင်ဘာ28ရက်ကနေဒီဇင်ဘာ2ရက်အထိ9ရက်တိုင်းမုံရွာမြို့ကပြည်သူ့ဥယျာဉ်မှာစေကောင်စီကစေရောင်းပွဲတော်လုပ်ပြီးစတိတ်ရှိုးပါထဲဖို့စီစဉ်နေကြောင်းမြို့ကန်တွေကပြောပါတယ်။ စတေရှိုးခွဲမှာတော့နန်းခင်စီယာလာမင်းကပြတို့နဲ့အတူတခြားနာမည်မရသေးတဲ့သရုပ်ဆောင်အစိုးရတစ်တွေလည်းပါဝင်မယ်လို့ဆိုပါတယ်။စေကောင်စီဟာရွေးကောက်ပွဲနီလာလို့တိုင်းပြည်အေဂျင့်တယောက်ပွဲလမ်းသဘင်တွေလုတ်ပြနေတာဖြစ်ပြီးပေါ်တာဆွဲတာတွေပါခံရနိုင်တယ်လို့တော်လန်ရင်အင်အားစုတွေကပြောပါရယ်အခုချိန်မုံရွာမျိုးပေါ်ကရက်ွက်တွေမှာပေါ်တာဆွဲမှုတွေကဆက်လက်ဖြစ်ပေါ်နေပါရယ်နိုင်ငံတော်တစ္ဆာဖောက်ပြန်ပုံကံမှုကျူးလွန်ထားတဲ့နေပြည်တော်ကစစ်ကောင်းဆောင်ဖက်စစ်ကောင်းတွေအတွက် ကျွန်တော်တို့လူငယ်တွေရဲ့အသက်တွေတည်ပေးနေရတာမျိုးဘဝပေးနေရတာမျိုးတွေဟာထိုက်တန်မှုမရှိပါဘူးအဲဒါကြောင့်ကျွန်တော်တို့လူငယ်တွေအနေနဲ့အသည့်တတိနဲ့ရှင်ပြီးပေါ်တာလုံးဝအစွဲမခံရအောင်နေထိုင်သွားလာလှုပ်ရှားကြဖို့ ਨੇ တရားမဝင်အထူးရောက်ရွေးကောက်ပွဲအတွက်လည်းတနတ်ထောက်ပြီးအာရမအသုံးချမဲပေးခံရနိုင်တဲ့ဘေးကိုလည်းခရူးပြူရှောင်ရှားကြဖို့ပြောချင်ပါတယ်လို့မုံရွာလူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီဝင်ကိုခန့်ဝေဖြိုးကပြောပါတယ်ပြီးခဲ့တဲ့တရင်ကျွတ်တဆောင်းနိုင်ကာလာတုံးကလည်းမုံရွာမျိုးပေါ်မှာစစ်တပ်ကပွဲလန်းသဖြင့်တွေလုပ်ပေးခဲ့ပြီး ပွဲတော်ပြန်လူငယ်တွေကိုပေါ်တာဆွဲခဲ့ပါသေးတယ်။စစ်ကောင်စီဟာမုံရွာမြို့ပေါ်မှာပွဲလဲသဘင်မရှိချိန်မှာလေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေပြီးနေစဉ်ဖမ်းဆီးခံရကြောင်မြို့ကန်တွေကပြောပါရယ်။